အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီနေ့ရောက်နေတဲ့နေရာကတော့မြန်မာပလာဇာ promotion area မှာရှိတဲ့သုံးထပ်ခွန်းအလူအကြောင်းလေးကိုကျွန်တော်တို့ပြောပြချင်တာပဲဖြစ်ပါတယ်ဒီသုံးထပ်ခွန်းအလူဆိုတာတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲပြီးခဲ့တဲ့28ရက်3လ2025မှာဖြစ်ပွားခဲ့တဲ့ငင်းကလေးအဲ့ဒီငလျင်မှာပြည်သူဆုံးရှုံးသွားတဲ့အတွက်အလူတွေကျွန်တော်တို့လောက်တော့မှာဖြစ်ပါတယ်အဲ့ဒီလူတွေကိုဘယ်ကနေလောက်မှာလဲဆိုတော့ Lee Motor မြန်မာရဲ့ MG မြန်မာရဲ့အနေနဲ့ပူးပေါင်းပြီးတော့အခုဒီမှာပါ ်အခုဒီပေါ်မှာဆိုလို့ရှိရင် LG မြန်မာရဲ့ Li Motor မြန်မာရဲ့အနေနဲ့တော့မတီအတူကွာ350ကျပ်ရှိပါတယ်အဲ့ဒီအပြင်မြန်မာ Plaza ကိုဈေးဝယ်လာတဲ့မိဘပြည်သူတွေအပြင်ကျွန်တော်တို့ကနေပြီးတော့ပူပေါင်းပြီးတော့တူလိုက်တဲ့အလူငွေကကျတော့43သိန်း9650ကျပ်ရှိပါတယ်အဲ့နှစ်ခုပေါင်းလိုက်တယ်ဆိုလို့ရှိရင်193သိန်းကျော်ရှိပါတယ်အဲ့ဒါကတော့အလူတစ်ခုဖြစ်ပါတယ်ဒုတိယအလူကိုပြောမယ်ဆိုလို့ရှိရင် MG မြန်မာရဲ့ Li Motor မြန်မာကနေပြီးတော့ကား2စီး လှူထားပါတယ်သူလှူထားတဲ့ပုံစံကဘယ်လိုမျိုးလဲဆိုတော့ Limonta T03 ကိုကျန်းကင်းစင်း988သိန်းနဲ့ထားပေးထားပါတယ်အခုလောဆယ်တော့ဒီမှာ update မဖြစ်သေးဘူး update ဖြစ်တဲ့အမောင်းကိုလည်းဒီ LED မှာတခါတည်းပြထားမှာပဲဖြစ်ပါနောက်တဲ့တစ်ချက်ကိုပြောမယ်ဆိုရင် MG မြန်မာအနေနဲ့ MG4 Standard Range တစ်စီးကို868သိန်းနဲ့ကျန်းရင်းစိမ်းနဲ့စပြီးတော့ဈေးဖွင့်ပေးထားပါတယ်။အလူရှင်တွေအနေနဲ့မိမိကြိုက်တဲ့ဈေးကို ပေးပြီးတော့အဲ့မှာစုစုပေါင်းအလူငွေအနားတစ်ခုပြောင်းသွားပါလိမ့်မယ်အခုလက်ရှိမှာဆိုလို့ရှိရင်လေမိမော်တာမြန်မာရဲ့ MG မြန်မာရဲ့ကနေပေါင်းပြီးတော့လူသားရဲ့ amount က1350နဲ့မှ6သိန်းရှိပါအဲ့ဒီအချိန်မှာအလူရှင်တွေကနေပြီးတော့ဘယ်ကားကိုပဲဖြစ်ဖြစ်ဈေးတွေပေးလို့ရပါတယ်ဝယ်လို့ရပါအဲ့တော့လူတွေကကျွန်တော်တို့ကိုပြောစရာရှိမယ်ဟာအဲ့ဒါဆိုလို့ရှိရင်ဒီမှာဒီကားတွေဒီတိုင်းပဲလူလိုက်ပါလားဟုတ်ကဲ့ဒီတိုင်းလူလိုက်လည်းရတယ်မဟုတ်လည်းလူနေတာ MG motor ဆိုလို့ရှိရင်တိတ်တပေါင်းလူပဲလို့ကြင်ညာရတယ်တကယ်လဲလူနေတယ်အခုဆိုလို့ရှိရင်လည်းတကယ်ငလျင်ဘေးတင့်တဲ့ဒေတာတွေကိုယ်တိုင်ကိုကြရေးသွားပြီးလူနေတယ်ဒါပေမဲ့ အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ကအပြင်မှာပေါက်ဈေးထက်အများကြီးကိုရှော့ပြီးတော့ចန်ငယ်ဈေးကိုသတ်မှတ်ပေးထားတယ်အဲ့သတ်မှတ်ပေးထားတဲ့ဟာကိုမှထက်တိုးလူငွေကိုပါထက်ပေါင်းပြီးတော့လူကျင်တာဖြစ်တဲ့အတွက်ဒီ program လေးကိုစီစဉ်ထားတယ်လို့သိရအဲ့တော့ဗျာအကယ်၍ဒီကာလမှာကားဝယ်ဖို့ရည်ရွယ်ထားတဲ့လူဆိုလို့ရှိရင် Li Motor T0322 MG4G22 ဆိုလို့ရှိရင်အဲ့ကားကိုစီးနေတဲ့ပိုင်ရှင်ဒီကားကိုလင်းလံအောင်ဝါတဲ့ကားပိုင်ရှင်အနေနဲ့ဘလို့ခံစားရမလဲဆိုဟာငါဒီကားကဒီ3လပိုင်း28ရက်နေ့မှာကြာခဲ့တဲ့ငလျင်ဘေးမှာငါတို့ကအများကြီးကူညီပေးခဲ့ MB4 ကိုထားပါတော့ဗျာသိန်း1000နဲ့ပဲအောင်အောင်900နဲ့ပဲအောင်ဒီမော်တာ D03 ကိုသိန်း800နဲ့ပဲအောင်အောင်သိန်း900နဲ့ပဲအောင်ဘလောက်နဲ့ပဲအောင်ငါတို့ဒီဒီကားကိုစီးတာကလကားစီးတာမဟုတ်ဘူးကားဝယ်ရုံနဲ့သီးသန့်မဟုတ်ပဲနဲ့ဒီငလျင်မှာငါတို့ကသိန်း900လှူခဲပါလားဆိုပြီး feeling တစ်ခုရနံပါတ်1ကကားလဲရကားကလည်းမိမိတို့ကသုံးလို့နေရဆိုလို့ရှိရင်ဒါကလုံးဝအသုံးတည့်သွားမှာအဲ့ဒီပုံစံနေနဲ့ဒီ program လေးကိုကျွန်တော်တို့စီစဉ်တာပဲဖြစ်ပါတယ်နံပါတ်3အနေနဲ့ပြောမယ်ဆိုရင်အားလုံးသိပြီးသားအတိုင်းပဲ MBK motor ကနေပြီးတော့ဒီငလျင်ဘေးအတွက်သိန်း1000 မတီတူတန်းထားပါတယ်1 billion နည်းနည်းနော်နော်ပတ်စံမဟုတ်ပါဘူးကျွန်တော်တို့ဆိုအရန်အားကြပါတယ်ဒါပေမဲ့ကျွန်တော်ကတော့အလောက်ကြီးတော့မလူနိုင်ဘူးမလူပေမဲ့ကျွန်တော်တို့မှာပြိုးစွမ်းရှိတော့ညံစွမ်းရှိတော့အခုဒီလို content တွေရိုက်တာဆိုလဲကျွန်တော်အခါချင်းကိုတပြားတစ်ချက်မှမယူဘဲနဲ့လာပြီးတော့ရိုက်ကူးပြီးတော့ကုညီအားဖြင့်အပြင်ကိုကျွန်တော်ကိုယ်တိုင်ခုနကကျွန်တော်ပြောတာဒီမှာ43သိန်း9000ထဲမှာကျွန်တော်အလူငွေ9သိန်းပါပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအလူငွေထပ်ပြီးတော့ ထည့်ထားပါတယ်အဲ့တော့ MG မြန်မာတို့ Lee Motor မြန်မာတို့ဆိုတာကပြီးခဲ့တဲ့ရေဘေးတုန်းကလည်းသူတို့ကိုယ်တိုင်ဝန်ထမ်းတွေရောရှင်ကြီးတွေများ celebrity အင်အားတွေရောပူးပေါင်းပြီးတော့တကယ်ဖြစ်တဲ့ကွင်းကိုစင်းပြီးတော့သွားပြီးတော့လှူဒါန်းလာတာဖြစ်တဲ့အတွက်အခုငလင်ဘေးမှာလည်းသူတို့ဒီလိုပဲသူတို့ဒီကဝန်ထမ်းတွေဆိုအခုပြင်ဆင်နေပြီးကျွန်တော်ကိုယ်တိုင်လည်းပါကျွန်တော်ကိုယ်တိုင်ရဲ့ MG ရဲ့ Lee Motor ရဲ့အကုန်လုံးပူးပေါင်းပြီးတော့ဖြစ်တဲ့နေရာတွေဥပမာမန္တလေးစကိုင်းပျော်ပွဲ အင်းလေးစားရည်ဒေသတွေအကုန်လုံးကိုကျွန်တော်ကသွားပြီးတော့ကိုယ်တိုင်ကိုကြသွားလူမှဖြစ်တဲ့အတွက်ရေယုံကြီးကြီးနဲ့လာပြီးတော့ physically လာပြီးတော့လှူဒန်းလို့ရပါတယ် online ကမဟုတ်ခဲနဲ့အခုမြန်မာပလာဇာကိုဈေးဝယ်လာတဲ့လူတွေအနေနဲ့ဆိုလို့ရှိရင်လည်းအခု၄ရက်၅ရက် April 2025နှစ်ရက်တိတိဒီနေရာမှာကျွန်တော်အလူခံထားမှဖြစ်ပြီးတော့ဒီ MG4 ရဲ့ Li Motor T03 ရဲ့ကိုကြတော့မနေ့ဖြန်9ရက်နေ့ညနေ9:00နာရီအထိအဲ့မှာရခဲ့တဲ့ဈေးတွေကိုပွင့်လင်းနေတာမှရှိကွာဒီမှာ LED screen ကြီးမှာဖော်ပြထားအကုန်လုံးကိုတပြားတစ်ချက်မကျန် လိုအပ်တဲ့လူတွေစီကိုရောက်ရှိအောင်လို့လှူဒါန်းသွားမှာဖြစ်ပါတယ်အခုကျွန်တော်သိထားသလောက်ဆိုလို့ရှိရင် Lee Motor T03 ရဲ့ကျန်းကင်းသေးက988သိန်းဖြစ်ပြီးတော့အလူရှင်တယောက်ကနေစပြီးတော့အခုဈေးပေးထားတယ်လို့သိထားတယ် MP4 Standard Range ကလည်းသူတို့သတ်မှတ်ထားတာ968သိန်းကနေပြီးတော့အခုဒီမှာဈေးတစ်ခုဖေးထားပြီလို့ကျွန်တော်အနေနဲ့သိထားတယ်ခဏနေကြည့်အောင်ကဲ ကားနှစ်စီးရဲ့အလူငွေစုစုပေါင်းက1388သိန်းဖြစ်သွားပါပြီအဲ့ဒါဘာကြောင့်ဖြစ်သွားလဲဆိုတော့ T03 ကိုကြာတော့630ပေးထားတဲ့အလူရှယ်ရှိ MG4 Standard Range ကိုကြာတော့988သိန်းအလူငွေထည့်ထားတဲ့အလူရှယ်ရှိအဲ့နှစ်ခုပေါင်းလိုက်တဲ့တန်ဖိုးက1388သိန်းရှိတယ်အဲ့ဒါကျွန်တော်တို့ကဒါကားအတွက် ခုနအပေါ်မှာဆိုလို့ရှိရင်လီမော်တာနဲ့ MG ကနေပြီးလူသား350ရဲ့အခုဒီမှာ public area မှာလာပြီးလူသားနဲ့43,000နဲ့ပေါင်းလိုက်ရင်293,000အဲ့နှစ်ခုသာထပ်ပေါင်းလိုက်လို့ရှိရင်3,600ဝင်းကျင်လောက်ရှိသွားပြီကျွန်တော်တို့ဒီနေ့အမှုဝင်ရရှိထားတဲ့အခြေအနေကအဲ့တော့ဒါကကျွန်တော်၄ရက်နဲ့ဒါ7နာရီဘွဲပဲရှိသေးတယ်9ရက်နဲ့ညနေ9နာရီအထိကိုကားတွေကိုလည်းဈေးတွေပေးလို့ရတယ်လို့အလူဝင်လည်းလာပြီးထဲလို့ရတာတိတဲ့အတွက်ဂျုံကြီးစိတ်ချသွားတဲ့လာပြီးတော့လှူလို့ရရပါတယ်လို့ကျွန်တော်အနေနဲ့ ဖိတ်ခေါ်ပါတယ်အဲ့တော့အားလုံးပဲကိုကြီးကျမ်းမာရစိတ်အချမ်းသာရင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းရတဲ့ညီအောင်ထုတ်ပြပြီကျွန်တော်ကတော့စီးပါပါ